ခင်ရွေး channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီတစ်ပတ်မှာတော့ PDF insight page မှာ ဖော်ပြထားတဲ့ခိုင်မြဲတဲ့ဒီမိုကရေစီနဲ့မယိုင်လဲနိုင်တဲ့စူးစီးမှုအာဏာဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ဆောင်းပါးကိုကျွန်တော်တခင်တွေကပြန်လည်ဖတ်ကြားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယခုဆိုရင်မဟာလာတို့အာဏာသိမ်းတာဟာ၅နှစ်နေပါရှိခဲ့ပါပြီပုံမှန်ခြေနေမဟုတ်သေးလို့ဆိုပြီး 6လတက်တန်းတိုးခဲ့တာလဲ9ချိန်လောက်ရှိပြီဆိုတော့ထတ်တိုးလို့ကမကောင်းတော့ပါဘူးရွေးကောက်ပွဲကျင်းပမယ်လို့လဲဆိုထားတော့အာနာအလွဲပြောင်းလေးတခုတော့လိုတာပေါ့ဘလို့ပဲလွှဲလွှဲအာနာက သူ့လက်ထဲမှာပဲပြန်ပြန်ရောက်နေတော့အတော်စဉ်းစားပြီးဘားရွှေလုတ်ခဲ့တဲ့အတိုင်းလုတ်မှာပဲလို့စိတ်ကူးရတယ်အဲ့ဒီတော့လုံကြုံရင်းနဲ့တည်ငြိမ်အေးချမ်းကြီးကောင်းစီဆိုပြီးတော့ သူနဲ့စိုးဝင်းကထိတ်ဆုံးနေရယူလိုက်ပြီပြီးညိုစောကိုဝင်းကြီးချုပ်ခံမယ်ဝင်းကြီးအဖွဲဖွဲ့ပေးလိုက်မယ်မပိုင်ဘူးလားလောလောဆယ်တော့ဒီလောက်ပဲလှုပ်ထားရမယ်ရွေးကောက်ပွဲပြီးမှဘိုးချုပ်ကြီးနေဝင်းကနေတမရာကြီးဦးနေဝင်းကိုအာနာလွှဲသလိုလှုပ်လိုက်ရုံပါပဲရှေ့ကဖရေကြီးတွေအားလုံးလှုပ်ပြခဲ့ပြီသားဆိုတော့ဘာမှကောင်းချုပ်ခံစရာမလိုဘူးပေါ့ဟုတ်တယ်ဟုတ်မကျင်နဲ့လည်းမတက်နိုင်ဘူးမင်းတို့က မဲမတမာမှုလုပ်ပြီးအာနာမတရားရယူဖို့လုပ်ခဲ့ကြတယ်မဟုတ်လား။ဘာပြောင်လုပ်ခဲ့တဲ့အချိန်နဲ့ပရမနှစ်နှစ်လောက်စီးပွားရေးတက်ခဲ့ပြီးနောက်မင်းတို့လက်ထက်စီးပွားရေးကျသွားတယ်မဟုတ်လား။ကာလုံကိုလည်းလုံးဝမခေါ်ဘဲနေပြီးငါတို့ကိုလူရမသွင်းခဲ့ဘူးမဟုတ်လား။တရုတ်ကြီးတင့်ရှိကျွမ်းအောင်တည်တယ်လေ။ဒီတိုင်းပြည်ကိုစစ်တပ်ကထူထောင်လာတာဒါကိုဒေါ်ဆန်းစုကြည်လည်းအစားမထိုးနိုင်ဘူး။ NLD လည်းအစားမထိုးနိုင်ဘူးဆိုတာ။ မင်းတို့ဖာမင်းတို့လူတို့ကဘလောက်ထောက်ခံထောက်ခံပေါ့ဒါပေမဲ့နေ ਉ ဒါကိုပြောရင်မနာလိုလို့လူရမဝင်လို့အာနာသိန်းတာပေါ်သွားလိမ့်မယ်အဲ့ဒီတော့မဲမတမာမှုပဲလှိမ့်ပြောထားရမယ်ဒါကဘသူမှလိုက်စစ်လို့ရတာလည်းမဟုတ်ဘူးလေဟုတ်တယ်ဟုတ်ဒါရီကတော့စကားစကိုပြင်ဖွဲ့ပြီးတဲ့နောက်မအလာရဲ့တကူတဲ့ကြိတ်ပျော်နေတဲ့စိတ်ကူးတွေပါပဲ။ ဇူလိုင်31ရက်နေ့ကမဟာလာကသူ့လူတွေကို၄နှစ်လောက်သူနဲ့အတူဒုက္ခခံခဲ့လို့ကျေးဇူးတင်ကြောင်း ပထမစာမျက်နှာပြီးဆုံးလို့ဒုတိယစာမျက်နှာမှာလည်ရေးလှလှရေးဖို့လိုကြောင်း Digital Kit AI Kit မှာလည်ရေးလှစာအုပ်ကိုစဉ်းစားမိတဲ့အုံနောက်ကလည်းအံ့ဖွယ်သူတာပါပဲဗျတကယ်တော့အံ့ဩစရာမဟုတ်ပါဘူးစစ်တပ်အတိုင်းဝိုင်းအားလုံးဟာကဘာဦးခေတ်ကအိုင်ဒီယာတွေ အတွေးခေါ်တွေလောက်နေပဲတလျှောက်လုံးနေနေကြတာညံရင်မြင့်နဲ့လီကွမ်ယူတို့လိုခေါင်းဆောင်တွေဆိုအစောကြီးကတည်းကတိနေကြတာလေအချိုလဲမရအချင်းလဲမရတစ်တုံးတွေနဲ့စကားပြောနေရတယ်လို့ပဲတဲ့ဘာမှ လာမပြောနဲ့ငါတို့ကတော့အဖေကြီးတွေလမ်းစဉ်အတိုင်းအာနာစုတ်ကင်ထားရေးပါပဲတဲ့ဘယ်နည်းနဲ့ပဲကြံရကြံရအဲ့ဒီအတွက်အကူကြီးယာရေးဘသူ့ကိုပဲအောက်ကျရအောက်ကျရ ဒါတို့မလို့ရဲတာမရှိ အကုန်လုံးမှာပဲဆိုတဲ့သဘောအမေဒေါ်စင်ကြီးကလည်းဒီအတိုင်းသင်ပေးလိုက်တာပဲလေအဲ့ဒီတော့အာနာ၃ရက်မကဘူးဘန်တွေရော ဥပိုင် MEC နဲ့လိုအပ်ရင် ခရိုနီတွေပါ အားလုံးလဲပေးညစ်စားထားသမျှခြေမနဲ့ကော်ထုတ်ခွင့်အာနာပါယူထားတော့ဒီအစိုးရအပြောင်းလဲလောက်ကတော့လက်တစ်ဖက်ထဲနဲ့မျက်စိမိတ်လို့လို့ရတာပေါ့တဲ့ တရုတ်ကြီးကလည်းဒီလိုပါပဲလေပီကင်းကနေ policy တခုချလိုက်ရင် နောက်တနေ့နေဆက်မှာအကောင့်ထဲဖော်နေပြီဝမ်ကြီးတို့တိတ်ရှင်ကျွင်းတို့သွားကြဟိုဂျပုကိုအစာလေးပြပြီးငါတို့ဘက်ကလူဖြစ်အောင်လှုပ်ကြဆိုရင်ချက်ချင်းဖြစ်လာတာပဲမဟုတ်လားဟိုကကဗတ်အဆင့်ဆရာကြီးဆိုတော့ဂျပုလောက်ကောင်လေးတွေကိုဘယ်လိုသိမ်းသွင်းရမယ်ဆိုတာအထာနဲ့ပြီးသားဗျဒီကလည်းဟန်အောင်မဆောင်နိုင်ဘူး ကောက်ကောက်ပါအောင်လိုက်သွားတော့တာပဲလေမာလာတို့ကတိုင်ပြည်ကြီးတိုးတက်ဝေးစီးဖွံ့ဖြိုးစပြူးတဲ့အချိန်မှာအရေးပေါ်အခြေအနေကြီးညာပြီးအာနာသိမ့်ခဲ့တာဖြစ်တယ်တကယ်တော့အရေးပေါ်အခြေအနေကအာနာသိမ့်လိုက်မှဖြစ်လာတာတနိုင်ငံလုံးကိုပြောင်းဆန်းမာလာတို့မြို့တွေနေတွေဘဲခစ်ကနဲ့မှမတူအောင်လက်လွတ်နေရတဲ့အချိန်ကာလုံပေါ်လာလို့အရေးပေါ်အခြေအနေကြီးညာ ရုပ်သိမ်းလိုက်လို့ရွေးကောက်ပွဲကျင်းပလိုက်လို့အခြေအနေတွေက ကောင်းလာမှာမဟုတ် ပိုဆိုးလာမှာပဲဖြစ်တယ်ဒါကိုမအားလာလဲတွတ်ထားပြီးသားပါဒါပေမဲ့တရုတ်ကြီးဘက်ကချက်ချင်းဆိုသလိုဒီလို ရုပ်သိမ်းလိုက်တာကိုကြိုးစိုးကြောင်း ပူပေါင်းကူညီဖို့အသင့်ရှိကြောင်းထပြောတော့တာပဲအခွင့်အရေးကိုချောင်းနေတာကအယုတ်ဆိုးလွန်းလာပါတယ်ဒီမိုကရေစီအစိုးရတို့ အုပ်ချုပ်ရေးလို့ဆိုတာဒီလိုဟာတွေနဲ့မတူပါဘူးအများသဘောတူအမြင်တစ်ခုရအောင်အများလက်ခံအောင်ဆောင်ရွက်ကြရတာဆိုတာကွဲပြားလာတဲ့အတိုင်းပြမှာအထက်အောက်ရောဘေးတိုက်တွေရောပညာရှင်တွေနဲ့ပါညှိနှိုင်းလှုပ်ဆောင်ကြရတာဆိုတော့အချိန်တစ်ခုယူကြရလိမ့်ရှိပါတယ်ဒါပေမဲ့ဒီမိုကရေစီဟာအများဆန္ဒဖြစ်တဲ့အတွက်ပို့ပြီးတော့ခိုင်မြဲပါတယ်အခုပဲကြည်လေအဲအားကြီးတဲ့ရန်သူကို ပြည်သူတရံလုံးစူပေါင်းအင်အားနဲ့ဆင်းရဲပင်ပန်းခံပြီးခုခံကြတာ၅နှစ်ထဲရောက်လာပြီမဟုတ်လား၁832ခုနှစ်လောက်က lcd.tv ရဲ့ Democracy in America စာအုပ်မှာ Democracy သမရနိုင်ငံများတွင် လူ့ဖွဲ့စည်းကိုလမ်းညွန်သောအာဏာသည်တည်ငြိမ်မှုမရှိတတ်ပေထို့သို့ဖြစ်ရခြင်းမှာ လူပုဂ္ဂိုလ်တူဦးချင်းကြောင့်၎င်း ရည်ရွယ်ဥတီချက်များက မကြာခဏပြောင်းလဲခြင်းကြောင့်၎င်းဖြစ်သည်သို့သော၎င်းအာဏာကို လက်တွေ့ကျင့်သုံးသော အခါတွင်ကခုခံနိုင်စွမ်းမရှိတော့အောင်အင်အားကြီးလာပေသည်လို့ရေးခဲ့တာတွေ့ရပါတယ်အဲဒါကြောင့်သူကအမေရိကန်သမ္မတနိုင်ငံဟာ ဥရောပဗြိတိန်အာဏာပိုင်နိုင်ငံတွေထက်ပိုပြီးတော့ဗဟုစုစည်းမှုနဲ့စွမ်းအားရှိလိမ့်မယ်လို့ကြိုတင် ဟောကိန်းထုတ်ရေးခဲ့တာလည်းဖြစ်ပါတယ် အခုမြန်မာနိုင်ငံမှာစစ်တပ်ရဲ့အာဏာသိမ်းလိုက်တာအပေါ်မှာတိမ့်တဲ့ချီတဲ့ပြည်သူတွေလူငယ်တွေတော်လံပုံကံမှရမယ်ဆိုတဲ့အသိစိတ်ကို တပြိုင်နဲ့ရရှိခဲ့ခြင်းဟာဒီမိုကရေစီ အခြေခံလေးပြိုးထားနိုင်ခဲ့လို့သာဖြစ်ပါတယ်မူလအခြေခံအရကွဲပြားများပြားလှတဲ့တိုင်းရင်းသားလက်နက်ကင်များအပြင်စကိုင်းမကွေးကအစ်စ်ပေါ်ထွက်လာခဲ့တဲ့များပြားလှတဲ့အင်အားစုတွေကိုစူးစီးဖို့ဆိုတာ အချိန်အတော်လေးယူရတာပါအခုတော့အဆင့်တစ်ခုအထိကို စူးစီးလာနိုင်ပြီးတော့အစိုးရအပြောင်းလဲတစ်ခုကိုပါ တွေ့မြင်ရတော့မှာပါဒါကမာအလာတို့ကာကျုပ်မာအလာကနေတမရမာအလာကိုလွှဲထားတယ်မတူပါဘူးသူတို့ကမိစာကုံစီခန်းနေတာကို စီမီခွက်နဲ့လဲပေးတာတော့ပါပဲပြည်သူအင်အားတွေရဲ့အပြောင်းလဲကတော့ တော်မီလို့မကုံခန်းနိုင်တဲ့မီးတောက်မီးလျံတွေကို မွေးဖွားလာစေမှာ ဖြစ်ကြောင်းပါ PDF insight page ကဆောင်းပါးကိုကျွန်တော်တခင်တွေဖတ်ကြားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စီးရီးနိုင်ငံရေးစတဲ့အထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော် အားပေးကြတဲ့ပရိသတ်ပေါင်းဘေးကင်းကြပါပြီစီးပွားလာလာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်